like you be strong to hold the powers of the sun ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့မိမိတို့အချင်းချင်းစီလုံးညီညွတ်မှဆေးဥစုကိုမလျှော်တမ်းဖီအားပေးမှုနဲ့သာအစ်မညီညာရေးရမယ်ဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါလေမြမပြည်သူတို့ကကဘာအလဲမှာ ုံတိတ်ခါရှိရှိရက်တီနိုင်ရေးအတွက်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ထွက်ပေါ်လာရေးရုန်းကန်တိုက်ပွဲဝင်လာခဲ့တဲ့မှာလမ်းစုံလမ်းကွာသူရောက်ရှိလာပြီးဖြစ်ပါတယ်။ထို့အတွက်စစ်အုပ်စုနဲ့ငြိမ်းချမ်းရေးဆွေးနွေးသင့်ပြီးလောတူတီမဟုတ်၎င်းတို့လုံးဝပြူလဲသွားတဲ့အထိဆက်လက်တိုက်ပွဲဝင်ကြမည်လို့ဟူပြီးမေးစရာမေးခွန်းရှိလာပါတယ်။လက်ရှိမြေပြင်စီရေးအခြေအနေနိုင်ငံတကာနဲ့ဒေတာတွင်ဖြစ်ပေါ် ပြောင်းလဲလာမှုများအရ၎င်းတို့ဟာစီးရေးစီးပွားရေးနိုင်ငံရေးတန်တမာရေးဘက်ပေါင်းစုံမှဆက်လက်ပြီးထိုးနှက်တိုက်ခိုက်နိုင်မှသာ ဖြစ်မယ်ဆိုတဲ့အဖြေဟာရှင်းလင်းစွာ ထွက်ပေါ်လာခဲ့ပါတယ်။အိန္ဒိယမှာမြို့သားညီညွတ်ရေးအစိုးရနဲ့အကျိုးတူပါတနာများ ရှိမမမမမရက်ခါတိုက်ပွဲဝင်နေမှုကိုတော်လိုင်းရေးတပ်ဖွဲ့အားလုံးနဲ့နိုင်ငံတကာမှမယိမ့်မယိုင်ထောက်ခံသွားမှုအပေါ် မူတည်လာပါတယ်နိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင်မှဘန်ကောက်ပို့စ်သတင်းစာမှာပြည်သူတော်လှန်ရေးကိုထောက်ခံကြဆိုသောခေါင်းစဉ်ဖြင့်အာမန်အပြစ်ရေးသားထောက်ပြလာခဲ့ပါတယ်ထို့ဆောင်မှမတရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့တော်လှန်ရေးခရီးချမ်းကြီးကိုရှောက်လန်းခဲ့ရမှာပြည်သူတို့ရဲ့ကြီးမန်းချက်များကိုအခြေပြုတဲ့လူလူလှုပ်ရှားမှုကြီးနဲ့တရုတ်ပြည်အပေါ်တူတလူငါတမင်းဗိုလ်ကျနေတဲ့နိုင်ငံကြီးများကိုသာမကတ် ၎င်းတို့ပံမှုပေးထားတဲ့စစ်ဝါဒီများဟူအပီးအပိုင်ဖယ်ရှားနိုင်ခဲ့တယ်ဆိုတာကို ထောက်ပြသွားခဲ့ပါတယ်မိမိတို့ရဲ့ရည်မှန်းချက်ဟာလက်စားချေဖို့မဟုတ်စစ်တပ်ကိုဖျက်သိမ်းရန်မဟုတ်ရပ်ဖတ်အုပ်ချုပ်ရေးကိုတောင်းခံမဲ့ professional စစ်တပ်အဖြစ်အသွင်ပြောင်းပြီးပြည်သူစံနာနဲ့အညီ federal democracy နိုင်ငံထူထောင်ရေးဖြစ်တယ်လို့ဆိုပါတယ်အကြံပေးစစ်တပ်ဟာလက်ရှိမှာမြို့ပြဒေသများလောက်သာထိန်းချုပ် နိုင်တော့လေ၎င်းတို့ရဲ့မဟာဗျူဟာအပြောင်းလဲမရှိသေးပါဘူးလူတို့ကိုဆက်ပြီးအကျန်းဖတ်အတူရောင်ရွေးကောက်ပွဲနဲ့တရုတ်ရုရှားထိုင်းတို့ရဲ့အတိမတ်ပြုလာမှုကတဆင့်နိုင်ငံတကာရဲ့အတိမတ်ပြုမှုရရှိဖို့ကြိုးစားဖို့ပဲဖြစ်ပါတယ် ဆယ်စုနဲ့ဆွေးနွေးခြင်းသည်၎င်းတို့အပေါ်အတိမတ်ပြုလိုက်ခြင်းမျိုးဖြစ်ပြီးဆွလွမှုပေါင်းများစွာနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့တန်းပေါင်းများစွာရှိပြည်သူများပေါ်တစ္ဆာဖောက်လိုက်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ်။အာဆီယံထဲမှာလည်းစင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားတို့က NUG နဲ့တိုင်းရင်းသားအဖွဲ့များကိုအတိမတ်ပြုလိုကြတော့လဲထိုင်းကဲ့သို့နိုင်ငံများက၎င်းတို့အကျိုးစီးပွားကိုကြည့်ပြီးတင်းခံနေကြဆဲဖြစ်ပါတယ်။ လာမယ့်ကွာလာလွန်ပူထိပ်သည့်ဆွေးနွေးပွဲဒီမှာရခင်လူအချက်၅ချက်ကို ပြောဆိုပြီးပြီးဆုံးသွားမည်လို့မြန်မာတော်လှန်ရေးအဖွဲ့ကိုပင်ပြည်သူတို့ရဲ့အတန်အဖြစ်ကိုစားပြုမည်လို့ဆိုဒီကိုအရေးတကြီးအစမ်းသက်ခံရတော့မယ့်အရေးကြုံလာရပြီဖြစ်ပါတယ်တရုတ်နဲ့ရုရှားတို့က၎င်းတို့ရဲ့မဟာဗျူဟာအရစစ်အုပ်စုဟာတွက်ချက်ထောက်ခံနေတော်လဲတရုတ်ဖို့က၎င်းတို့ နေလားညလားတကြားကျွေးလာခဲ့၍လက်ရှိမှာ၅နှစ်ခန့်အချိန်ကုန်သွားခဲ့ရပြီဖြစ်ပါတယ်။ဒေါ်စင်မောင်မှတရုတ်တို့ရဲ့အကျိုးစီးပွားကိုအပြည့်အဝကာကွယ်ပေးသွားမယ်လို့စောင်းပါမှာကမ်းလှမ်းထားပါတယ်။စောင်းပါရှင်မှာ NGO အမျိုးသားတော်လှန်ရေးကနိုင်ငံတကာမှာကိုစားပြုရက်တည်နေတဲ့တခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်းအပြုသဘောဆောင်တဲ့ဝေဖန်မှုများကတိုးတက်ရာတိုးတက်ကြောင်းဖြစ်စီပြီးကြိုးဆိုရမှာဖြစ်တော်လဲ ဖျက်လို့ဖျက်စီးသဘောနဲ့ဆိုကစစ်အုပ်စုကိုအကျိုးပြုရရောက်မိတာဖြစ်တယ်လို့ဆိုပါတယ်။အန်ယူဂျီနဲ့တိုင်းရင်းသားဖွဲ့များဟာလည်းနိုင်ငံတကာအားစီးလုံးညီညွတ်စွာရက်တည်နေကြောင်းပြသရန်နဲ့ကြားဖြင့်အသွင်ကူးပြောင်းရေးအဖွဲ့တစ်ခုအလင်းမြန်ဖွဲ့စည်းရန်လိုအပ်နေပါတယ်။အဓိကတိုင်းရင်းသားဖွဲ့စည်းများမှာအချိုးကျပါဝင် ဖွဲ့စည်းလာမှုနဲ့အတူစုပေါင်းဥဆောင်မှုပေးရမှာဖြစ်ပါတယ်။ ပြည်သူ့ကော်မတီတပ်ဖွဲ့များနဲ့အခြားနိုင်ငံရေးအုပ်စုများဟာလည်း NUG နဲ့ဆက်သွယ်ပူးပေါင်းပြီးညှိနှိုင်းဆောင်ရွက်နိုင်ရေးကိုဦးစားပေးရမှာဖြစ်ပါတယ်။စီရင်နိုင်ငံရေးတန်တမာရေးရစည်းလုံးမှသာတေချာပေါက်အောင်ပွဲခံနိုင်ပြီလဲဖြစ်ပါတယ်။ ီနေရာမှာမိမိရဲ့အမြင်ကို ပြောရမယ်ဆိုကလင်းနစ်ကြော်ကြလာတဲ့တိုင်ရုရှားနဲ့တရုတ်တို့ကစေအုပ်စုကဆက်ပြီးပံပိုးပေးနေတဲ့အပြင်တန်တမာရေးရပါပို့ပြီးထောက်ခံမှုပေးလာခြင်းဟာမိမိတို့အချင်းချင်းမညီညွတ်ကြမှန်းတည်နေသောကြောင့်ပဲဖြစ်ပါတယ်။ဂျမ်ဘတ်စေအုပ်စုဟာဖက်ဖက်မှ အားနည်းနေပြီလို့ယူဆကမိသူက အချိန်ကုန်ငွေကုန်ခံပြီး၎င်းတို့ကဆက်ပြီးပံပိုးပေးနေမိနီ အဆိုပါနှစ်နိုင်ငံစလုံးက NUG နဲ့ဆွေးနွေးရန်စကားအဖြစ်ပင်ထက်မပြောကြထို့အတွက် NUG သည်သာအမျိုးသားတော်လှန်ရေးအတက်ဦးဖြစ်ကြောင်းပြသနိုင်ရန်ပြည်သူများမှ ထောက်ခံမှုပေးဖို့ရခင်ခတ်တဲ့ပို့ပြီးလိုအပ်လာနေပါတယ်။ဆောင်းမရှင်က ဆက်လက်ရေးသားရမှာဆေးအုပ်စုဟာအင်အားချိနဲ့လာပြီးစကားပြင်မဟာနိုင်တော့တဲ့အချိန်ရောက်မှသာအသာစီးဖြင့်ဆွေးနွေးဖို့အချိန်ရောက်ပြီဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိပြည်သူတို့ရဲ့ခုခံ တော်လန်ကြီးဟာအာနာရဖို့အတွက်ရည်ရွယ်တဲ့တိုက်ပွဲတစ်ခုမဟုတ် နိုင်ငံရဲ့အသက်ဝိညာဉ်သို့မဟုတ်အနှစ်သာရဂုံတိတ်ခါအနာဂတ်ကိုကဲတင်နိုင်ရန်အတွက်ဆင်နွှဲနေတဲ့ပူမူနဲ့ဆိုင်တဲ့အသွင်ဆောင်တဲ့တိုက်ပွဲတစ်ရက်လည်းဖြစ်ပါတယ်ထို့အတွက် NUG ERO PDF များနဲ့ဒီမိုကရေစီအင်အားစုများခြေပြုထားတဲ့စီလုံးညီညွတ်တဲ့တပ်ဦးတစ်ရက်ပေါ်ပေါက်လာရေးဟာမရှိမဖြစ်လိုအပ်လာပါတယ် ပြည်သူတို့ရဲ့ပိဆက်ခဲ့ရမှုများအတွက်ထုတ်ထက်ယော်နေစွာတောင်းဆိုနေ၍မဖြစ်တော့ပါဘူးပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်